ားလုံးပဲမင်္ဂလာပါ UK Chemistry ရဲ့ Facebook နဲ့ YouTube Channel ကနေကြိုဆိုပါရစေ Champion ပြည်သက်တဲ့အားလုံးမင်္ဂလာပါဒါကျွန်တော်တို့အခု England Premier League တိုင်ပွဲနဲ့ဥရောပပွဲတွေစဖို့ကအရင်လိုမကြံတော့ဘူးလေဆိုတော့ကျွန်တော်တို့အခုဂျွန်ရဲ့24ဇူလိုင်တလလာမယ်ပြီး August လလာဆန်းဆိုတာနဲ့ကျွန်တော်တို့ Premier League ပွဲတွေ FA Community တိုင်ပွဲတွေစမယ်ဆိုတော့အဲ့လိုစတဲ့အချိန်မှာအခု transfer ကတော့အဝေးကြီးတော့ဂျန်သေးတာဗောလေ transfer window ကကျွန်တော်တို့ officially စတာကဒီပုံမှန်တိုင်းဆိုရင်ဂျွန်16ရက်နေ့ကနေ September 1ရက်နေ့တိစမယ်ဒါ mini transfer window ကတော့ဂျွန်တရက်နေ့ကနေစေရင်ဒီတီစလိုက်တဲ့အချိန်မှာအခုလောလောဆယ်အနေထားအရစိတ်ဝင်စားစရာအခြေအနေတွေအများကြီးကျွန်တော်တို့ထပ်ပြီးကြည့်ရမယ်။ဘာကြောင့်ထပ်ပြီးစိတ်ဝင်စားစရာအများကြီးကြည့်ရမလဲဆိုတဲ့အချက်ကအခုလက်ရှိအနေထားအရ Manchester City နဲ့ Liverpool အသင်းနှစ်သင်းကပဲအဓိက transfer window ကိုလှုပ်ဆောင်နေတယ်။ဆိုတော့ Liverpool ဆိုရင် Florian Vaz ကိုခေါ်ပြီးပြီး Milos Kaki ရောက်ပြီးနောက်တစ်ဖက်က Jeremy Frimpong ကိုခေါ်ထားတယ်။သူတို့ ဖြစ်နိုင်ခြေကခနာတီကွန်ထရက်တက်တာမတိုးဘူးဆိုရင်သူတို့မာကေကြီးရောက်လာဖို့ရှိတယ်။တိုက်စစ်မှုတယောက်ခေါ်မယ်လို့လည်းအစိုးကြီးတဲကမိုက်ကယ်အဘူရိုကအာနီစလိုကိုဂရီးပေးထားတယ်။ဆိုတော့သူတို့လာမယ့်တစ်ပတ်တွင်မှာ Harvey Elliot တို့ Darwin တို့ညက်တို့ဒါ Andy Robinson တို့ Costa Civica အပါဝင်သူတို့ကစားမားတွေအများစုရဲ့အနာဂတ်ကို club ကဆုံးဖြတ်ပေးမယ်ဒီထဲမှာ key စာလဲပါမယ်ဆိုတော့တကယ်လို့သူတို့ striker တယောက်ထက်ရောက်မယ်သူတို့ရဲ့ dream striker ကတော့ Alassana Isak อีซ่ามายายเนาะตะชาออปชั่นตัวคู่ကိုကြည်ကောင်းကြည်နိုင်ပေမဲ့အခုလက်ရှိခြေတရတေးကြတာတော့လီဗာပူးကစထရိုက်ကာတယောက်ခေါ်လိမ့်မယ်အဲ့စထရိုက်ကာခေါ်ပြီဆိုရင်လီဗာပူးကကျွန်တော်တို့ထားပါတော့စန်တာဘက်ကခဏတိမထွက်ရင်တော့ ထွက်ခဲ့ရင်လေမာကေဟီပြီးထားဘာလို့ဆိုတော့မာကေဟီကဒီကိလို့လီဗာပူးကသူ့ကို first strike ပေးမယ်ဆိုသူကပြောင်းကျင်ပဲလေးကတန်း90တောင်းထားတယ်ဒီပြောင်းရွှေ့ကလီဗာပူးလိုချင်ညှိသိပ်မခတ်ဘူးတော့သူတို့စန်တဘက်တယောက်တိုက်စစ်မှုတယောက်တော့ဒီသင်းကိုထပ်ဖြည့်မယ်အဲ့ဒါပြီးပြီးသူတို့ PC ဖြစ်သွားတယ်အဲ့ဒါလည်းစန်တဘက်ကခနာတီကွန်ထရက်မချုပ်ပါဆိုတော့သူတို့လိုနေတာတိုက်စစ်အော်ပရှင်တယောက်ပဲဆိုတော့လီဗာပူး transfer က complete ဖြစ်တော့ဖြစ်ပြီ ဒီနေရာမှာကျွန်တော်တို့အခု Manchester City Ryan Chucky ကိုခေါ်ထားတယ် Rinders ကိုခေါ်ထားတယ် Agnori ဆိုဟိုတနေ့ကပထမဆုံးကစားတဲ့ပွဲတော်တော်ကောင်းတယ်ဒီကြားထဲမှာ Gundogan ကလည်းမထွက်ဘူးလို့ပြောတော့ Gundogan ဆက်ရှိအောင်မယ်ဆိုပြီးခဲ့တဲ့ဆောင်းရာသီတုန်းကသူတို့ထိတ်တန်းအဆင့်၄ယောက်ခေါ်တယ်အခုဒီနွေရာသီမှာ၄ယောက်ထပ်ခေါ်တယ်တတိယအရန်ကိုသမားအပါဝင်ဆိုမန်စီးတီးရဲ့စကွက်ကတောက်တင်ပြီးသားဖြစ်တယ် အာရာဂိုမာခလိုရီယိုအရှာဗာဗီကမနစ်ကယာတီပိတ်ခံပြီးမှစကားတဲ့အတွက်သူကလည်းနောက်ထပ်ဆိုင်းင်းတယောက်လိုထက်တွက်လို့ရတယ်ဆိုတော့အတက်ချင်းတွက်မှာဟာလန်ရဲ့အရှာဗာဝီရဲ့ပြီးတော့မှအိုမမမူရှင်ကွင်းလေကတကယ်ကိုစီတီတောက်နေတော့မနစ်ကတရာဒီလုံးနားထားတဲ့ရိုတရီကတရာဒီမှာ fully fit ဖြစ်ပြီ အဲ့ဒါကိုမှနီကိုကွန်ဇာလက်တိုခိုဘချက်တိုနောက်တစ်ချိန်ထဲမှာရိုင်ဒါဆိုအခိုင်ကွန်တုံကန်တို့ဆိုစီတီကွင်းလယ်မှာအတက်ကင်းပိုင်းမှာတော့ဒီဘရိုင်းနာနေရာမှာချာကီကအဓိကဝင်လာနေတယ်တောင်မန်နေပိုရှိပြီဆိုမန်ချက်စတာစီတီကအခုထွက်သွားတာကဂရီလစ်တို့ခိုင်ဝိုကာတို့ဒီဘရိုင်းနာတို့ဝိုင်းရင်နေပဲထွက်သွားမှာဆိုဒီသင်းကတောက်ပြီးရင်တောက်နေကျွန်တော်တို့ maybe အမစီတီက right back တယောက်လောက်ထပ်ခေါ်မယ်ဆိုရင်ဒါသူတို့ complete ဖြစ်ပြီဆိုတော့အဲ့နှစ်ယောက်ကပဲအတကုံလုံနေတဲ့အခြေအနေမှာ DR the title race မှာ Arsenal ခြံခဲ့တော့ခုလက်ရှိနေထားရကျွန်တော်တို့ကဒီနေ့ရာသီ title race ကိုတွတ်မယ်ဆိုရင်ဒီနေ့နောက်ပိုင်းမှာ consistent ဖြစ်ပြီးတော့ highest level မှာ Premier League ထက် Champions League အတွက်လူနေတဲ့ထက်က မန်စီးတီးရဲ့အာစနယ်ရဲ့ကနှစ်နှစ်အာစနယ်နဲ့လီဗာပူးကတစ်နှစ်မနစ်ကလီဗာပူးကအာစနယ်နဲ့ပွဲရတော့အဓိကလူရတယ်တော့မရှိပါဘူးစောပိုင်းလေးပဲပြိုင်ပြီးတော့နောက်ပိုင်းမှာလီဗာပူးကအမှတ်ဖြတ်ထားတယ်ဆိုတော့အဲ့ဒီနေရာမှာအာစနယ်ကဘယ်လိုပဲဖြစ်ဖြစ်မနစ်ကလူစင်းကလည်းမညံ့ဘူးဗျာအဲ့ဒါကိုဒီနေ့အခုစူပါမန်တီထက်ရောက်ပြီး ခက်ပါရီဇာဘလာကထက်ရောက်မယ်တကယ်လို့စထရိုက်ကာတယောက်ထက်ရခဲ့တာပဲဖြစ်ဖြစ်တောင်မန်တယောက်ထက်ရခဲ့ရင်ဒီတိုက်စစ်ပိုင်းကအပရီလုံနိုင်မယ်ဆိုတော့3 hole race အဖြစ်ပဲဆက်ရှိမလားကျွန်တော်3 hole race ကိုရာကန်ကလော့ရဲ့ ရှစ်တနှစ်ကျော်ပေါ့လေမန်စီးတီးနဲ့အာဆန်ပြိုင်တဲ့ရှစ်တနှစ်က3 hall race နေနဲ့ပြိုင်တယ်အဲပထမဆုံး2020 23မန်စီးတီးဖလားသုံးလုံးရတဲ့နေ့က2 hall race ပဲမန်စီးတီးတသင်းနဲ့ပဲအာဆန်နဲ့အဓိကပြိုင်တယ်အထူးသဖြင့်အာဆန်ကမန်စီးကိုအဓိက live fire ရတယ်ဒါပေမဲ့ဒုတိယရာသီရောက်တဲ့အချိန်မှာဒါ Manchester City နဲ့ Arsenal Liverpool ရဲ့3 hall race ရောက်သွားပြီးတော့မှဝယ်စဉ်30လောက်မှ Liverpool ကနည်းနည်းပြန်ကျသွားပြီးတော့2 hall race ဖြစ်သွားတယ်အဆုံးသတ်မှာ မန်စီးတီးကပိုဆွဲသွားတယ်ပြီးခဲ့နှစ်ကတော့ two horse race ပုံစံဖြစ်ပေမဲ့တကယ်တမ်းကျတော့ one horse race ပဲ all the way ကိုလီဗာပူးကအမှတ်တူဖြတ်ပြီးချန်ပီယံဖြစ်သွားတာဆိုတော့ဒီနေရာမှာဒီ၃တင်းကိုဘယ်သူ challenge လုပ်လာအောင်လဲ outsider က chelsea ပါနိုင်တာ tottenham hotspur champion league ဝင်လာပြီးဒီနေရာမှာ newcastle united တို့ manchester united တို့လက်ရှိနေသားကျွန်တော်တို့အခုလက်ရှိမှာဒီ၃တင်းပဲဒီ၃တင်းတော့မှကျွန်တော်ကြည့်တာတော့တကယ်လို့များ arsenal လူမဖြစ်နိုင်ရင် ဘန်ဂျမင်ဆက်စကိုပဲဖြစ်ဖြစ်ယောကရက်စ်ပဲဖြစ်ဖြစ်မဖြစ်နိုင်တော့အစိုင်းတတ်တာပြခံရမှာတေးကြတယ်။ဘာကြောင့်လဲဆိုတော့ level ကအရင်တည်းက city ရဲ့ level ကကျွန်တော် city ကပြန်တင်တော့မှာအဲ့ပြန်တင်တော့မှာဖြစ်တဲ့ city ရဲ့ level အတိုင်းသူတို့ပြန်တင်မယ်ဆိုရင် city ကတေးကြတယ်ပိုကောင်းတဲ့အသင်းအရင်တည်းကမှသူတို့မှာအခုကြီး club world cup ကနာတော့မှာ city ကတခြားသင်းနေတယ်မတူဘူး ကျွန်တဲ့တင်းတွေကတင်းတွေကိုကစားကြမှာ CTR ပထမအတင်းတပွဲကစားတယ်ဒုတိယအတင်းတပွဲကစားတယ်သူတို့မှာ squad ကအရန်များတယ်ဆိုတော့ club worker တောင်မှသူတို့ကကောင်းကောင်း rotate လုပ်နိုင်တယ်အရင်တည်းက Guardiola က rotation ကောင်းတယ်ကောင်းတဲ့အတွက်ကြောင့်သူကသူ့မှာပိုးလုံးနဲ့ခံစစ်ပိုးလုံးနဲ့ attacking အစုဖွဲ့ကွင်းလေရလည်းအရန်များနှစ်သင်းစာရှိတယ်ဗျာဒီချက်က City က Liverpool ထွက်အားသာတဲ့အချက် Liverpool က first team player ပြတ်တနာမရှိဘူး second team မှာ Liverpool weak ဖြစ်သွားတယ်အာစနယ်ကလည်း first team မှာ Man City ရော Liverpool ကိုရှင်းနိုင်ပေမယ့်အဲ second team မှာသူတို့ weak ဖြစ်တယ် အာဆင်မာမေးပြီးခန်းစစ်လောက်ပဲများတာဗျာခန်းစစ်လောက်ပဲသူ့မှာပေါ်တာဂျန်နဲ့ကွင်းလယ်မှာလည်းအားနေတယ်အခုမှသူတို့အချိန်မှာ right ကိုဖြုတ်လိုက် OD ကိုဖြုတ်လိုက်စာကောက်ဖြုတ်ရင်တင်းကတော်တော် weak ဖြစ်သွားတယ်ဆိုတော့လက်ရှိအနေထားအရ Titan Race ရဲ့ဒီနေ့ရာသီမှာလက်ရှိကစားမတွေအများကြီးဝယ်ထားတဲ့ Liverpool နဲ့ Manchester City အခုကျွန်တော်တို့ဘူကီတွေမှာအော့ဇုံတွေမှာ favorite က လီဗာပူးသင်းကိုဖေဗရစ်ပေးထားတယ်ပေးလဲပေးစရာပဲလေဘာကြောင့်လဲဆိုတော့မနစ်ကချန်ပီယံကိုမှတကယ်အရေးသွေးမြင့်တဲ့ quality train ထွက်သွားတဲ့ပြဿနာရှိဘူးချက်ချင်းအစားထိုးတဲ့ Jeremy Frimpong နဲ့ Andy Robertson ကြာလာတဲ့ Milos Karkin နဲ့အစားထိုးတယ်တိုက်စစ်ကအမှန်တမ်းကြိုက်လီဗာပူးအတက်ခင်မလို့တော့မလို့ဘူးဒါပေမဲ့တိုက်စစ်ကိုနောက်ထပ်တစ်ဆင့် level မြင့်ဖို့အတွက် Florian Vaz ကိုထပ်ဖြည့်လိုက်တယ်ဆိုတော့လီဗာပူးအတက်ခင် threat ကတကယ်အားကောင်းတယ် Man City ကလည်း ဒီ brighter နေရာကိုအားဖြည့်တယ်ပြီးတော့မှ ქვენ လေအသက်ရွယ်ကြီးနေတာလေကစားမနေမှာ grinder ထပ်ဖြည့်တယ်ပြီးတော့ charkey ထပ်ဖြည့်တယ်နောက် ignory so ဒီ nothing ကို arsenal က like ပြီးတော့ face time လိုက်ရှင်နိုင်မလား Mikel Arteta အသင်းကရော၃တင်း title race ထဲမှာဆက်ရှိနိုင်မလားဟိုနှစ်တင်းပဲဖြတ်ထွက်သွားမလားနောက်တစ်ခုကရောအဲ့၃တင်းကိုကျော်ပြီးတော့မှ Chelsea တို့ Tottenham Hotspur တို့ United တို့အောက်က Newcastle တို့လိုအသင်းတွေက race ကိုဝင်နိုင်လာဘလို့မြင်လဲဒီနေ့ရာဒီ title race ကအမှန်တိုင်းပြောရင်တော့မနစ်ကတခေတ်ကိုဘိုးရင်းပဲ Liverpool က all the way ဖြတ်သွားတယ်အာဆယ်က title race ထဲမှာဆိုပေမဲ့အမှတ်ကြီးကကွာကြီးနဲ့လိုက်နေရတာ15မှတ်10မလောက်ကွာတဲ့ဟာ title race ကြီးတယ်မဟုတ်ဘူး title race ဆိုတာနံပါတ်3မှတ် maximum 5မှတ်လောက်ဖြစ်ရမှာပေါ့လေဆိုတော့ DRT title race က2 hole race လား3 hole race လားဒါမှမဟုတ်ရှင်3သင်းထပ်ပူတဲ့ race ဖြစ်ဆက်ရှိအောင်မှာဘယ်လိုမြင်ကြလဲ ကိုမမဝင်အောင်မှတ်ချက်ပေးကြပါအောင်ကျေးဇူးပါတယ်